မျက်နှာသိရင်လည်းရုပ်ကစုပေါက်နေရမလို့ကျွန်တော်ဗီလေးကိုနောက်ဆုံးဆက်ဖြည်းဖြည်းလုပ်ပေးရမှာတော့မသိဘူး။နေယူသွားတာအနိုင်တွေမဟုတ်ဘူးယူမယ်။နောက်ဆုံးတော့စိတ်နဲ့ agree ဆိုရင်ငါပဲနိုင်ခဲ့တာ။တယောက်ဆောင်ကောင်းစားပဲဆိုရယ် comment မျိုးပို့လို့ချင်တာပေါ့နော်။ဒီကောင်မဘာဖြစ်တယ်냐ဖြစ်တယ်မေတ္တာတော့အဲ့လိုမျိုးကြည့်သိမှရှိရင်ကောင်းပါတော့ညာ။အဲ့လိုထက်တော့ဟိုလိုမျိုးလေးကောင်းကောင်းမွန်မွန်ဘက်ကအပြုသဘောဆောင်တဲ့ comment လေးတော့မြင်ချင်တာပေါ့နော်။ယူမယ်ရင်းနဲ့စိတ်နဲ့ agree ကဘယ်သူနိုင်ွားရလဲ။ဟောဒီလောကကြီးထဲမှာ ခုချိန်ထိရှင်သန်ကြံနေနိုင်ခဲ့တယ်။စိတ်လက်ဧကရီဆိုရင်ငါပဲပေါ့။ချိုးကြတယ်လေရုပ်ရည်ဟိုအရုပ်ဆိုးလိုက်တာပေါ့။အဲ့လိုမျိုးလည်းပြောကြတယ်လေစိတ်ကတော့မကောင်းပါမဲ့ဒီလိုပဲဖြစ်သိမ့်ရတာပေါ့။ရုပ်ကအတန်ရောအဆုံးမှာပဲပိန်နာရောကြွမရရောဆုံးမှာပဲရှုပ်မယ်စိတ်လက်ဧကရီ က်ပါရိုက်มาပါပဲအပြင်မှာဆိုလို့ရှင်တက်တက်ကြီးအချို့ဟာကြားလဲလေဟိုတက်တက်ကြီးကိုဖြစ်နေရပါဘောเนาะဆိုတော့အပြင်မှာဆိုလည်းဒီကောင်မောက်ကျွန်တော်မုံမိมาပါပဲပြီးတော့အဲ့ character ကျွန်တော်เนี่ยလုံးဝစန့်ကျင်ပါတယ်ဆိုတော့တကယ်ပြီးတော့ကျွန်တော်အပြင်မှာဘယ်သူမှလည်းမမုံမုံရမှလည်းပြင်းတယ်ပြီးရင်မေးတယ်မေးွားလည်းများတယ်ဆိုတော့အပြင်မှာတကယ်ဟိုမလောင်ကျွန်တော်ဟုတ်ပါဘူး ဒီဇလန်တွဲကဒါကျွန်တော်တို့ကအဲ့လိုအစွန်းနှစ်ဖက်ဖြစ်ခဲ့တဲ့ဇလန်တွဲပေါ့နော်ဟိုတစ်ဖက်မှာလည်းချီကျူးပြီးတော့ကြိုက်တဲ့လူတွေကြတော့အရန်ကြိုက်တယ်လို့တစ်ဖက်မှာလည်းအရန်မုန်းတဲ့လူကလည်းအရန်မုန်းတယ်ပေါ့နော်ဆိုတော့အမှတ်တရရဲ့အများကြီးကျန်ခဲ့ပါတယ်အခုဆိုလည်းကျွန်တော်တို့ဟိုစိမ့်လဲအေဂရီဆိုပြီးတော့ဟိုသွားလိုက်ရမှာနှုတ်ဆက်ကြရပေါ့နော်ဆိုတော့ ပြောဖို့ကောင်းပါတယ်။သူကပြောရင်တောင်မှသူကရွယ်ပြုံးပဲရှိတယ်။အဲ့ထဲမှာ character လေ။ဆိုဟိုပြိတ္တတရားလည်းပြောဟဲ့ဒီဒီကောင်မကြီးอ่ะဗောမျက်နှာကျော်ကြီးอ่ะမာတန်နေရပဲတကားလုံးဆိုကျွန်တော် character ကအဲ့လိုမျိုးဖြစ်နေတာဆိုတော့လေကျွန်တော် villain ကအဲ့လိုပေါ်တင်ပုတ်တဲ့ villain ကိုဆိုတော့ဟိုပြိတ္တတရားလည်းအရင်ပြောကြတယ်အိုးမျက်နှာသေးကြီးနဲ့ရုပ်ကစုပေါက်နေရမှာကျွန်တော်ဗီလင်ကိုနောက်ဆုံးဆက်ဖြည်းဖြည်းလုပ်ပေးရမှာတော့မသိဘူး ကျွန်တော်တို့ကပိုတော့ခတ်သေးရမှာလေဆိုကျွန်တော်ကအခွီရောကျွန်တော်ရှူတင်မှဆိုတရှူတင်လုံးနဲ့ခွီရလို့ဒါပေမဲ့ action ဆိုနဲ့ကျွန်တော်မာလီကလောင်ရပြီပူရပြီဆိုလीကျွန်တော်တို့ပိုတော့ခတ်ပါသေးရနောက်ဆိုရင်တော့ကျွန်တော်အခုခုရိုက်မဲ့ဟာလီကကျွန်တော်နည်းနည်းတမားစရာကောင်းတဲ့ဟာလီရောဖြစ်နေရပါတော့အဲ negative ကတော့ဟိုပေါ့ဒီရုပ်ရှင်ကိုအချို့ကြောက်လဲမိုင်းဟိုအရန်ပေါ့နော်သူတို့တို့က ခုနှစ်နိုင်ဆိုသူတို့စောင့်ကြည့်ပြီးပြီးရင်အရန်ခံစားကြရတဲ့သူတွေလည်းရှိရပါတော့เนาะဆိုတော့သူတို့အတွက်ကြောင့်ကျွန်တော်ကအရန်မုန်းစရာကောင်းတဲ့တစ်သက်ဝါးကြီးတစ်ကောင်းမှဖြစ်တော့ဆိုတော့ဟိုဒါလည်းဟိုကျွန်တော်ရဲ့ဟိုမိတ်ဆွေတငယ်ချင်းတွေကလည်းဟိုကျွန်တော်နှစ်သိမ့်ကြပါတယ်ဒါနင်ကြိုးစားလို့ဒါမုန်းကြရပါတော့ဆိုတော့အဲ့လိုလေးပဲကျွန်တော်မှဖြေသိမ့်ရတာပေါ့အမှားရစိတ်ညစ်ရဆိုတော့အဓိကကအဲ့ဒီအဲ့ဒီခုနလိုမျိုးပေါ့နော်ဟို စုပုတ်ညာပဲမာထန်ညာပဲဆိုတာကြတော့လေဟိုကျွန်တော်မျက်နှာကြီးရုပ်တွေအတန်ကြီးကိုပြောတာထပ်ကော character ကဒီလိုဖြစ်နေလို့ဒီလိုဖြစ်နေရဲ့ချိန်မှာအဲ့လိုအဲ့လိုယူဝေးပန်းနေကြကျွန်တော်လည်းပြဒီလိုပြန်ရှင်းပြမှမသိရခါကြောင့်နည်းနည်းစိတ်ညစ်တာပေါ့နော်ကျွန်တော်မှသွားပြီးတော့အဲ့ချိန်မှာလှိုက်လဲဆိုတာပြုံးပြလို့မမရတာလေနော်ဆိုတော့အဲ့လိုမျိုးအနေသားလေးတခါခါကြရင်ဟိုပြန်လဲပြောပြောတော့ပြောချင်တာပေါ့မှန်တယ်လားအရန်ကိုပြောနေကြရလေ။အော်ငါ character အဲ့လိုဖြစ်နေရဦးဆိုတော့ဒါမဲ့လဲဟိုပြောရလဲသူတို့ကနေပြီးတော့ကျွန်တော်ပဲပြန်ဆဲဦးမှာဆို။ အဲအဲ့ဒါဟိုတခါလဲဖြည့်ရတဲ့အတိုင်းမနော်ဟိုကျွန်တော်စာရှည်တင်တင်တဲ့အချိန်မှာမှကျွန်တော်နည်းနည်းစိတ်သက်သာရရသွားတာဆိုတော့အစအစပိုင်းတော့ကအဲတော့ကဟိုကျွန်တော်မှာဒါရီပဲဖတ်နေရောလေစိတ်ထဲမှာအော်ငါ့ကိုမုန်းနေကြရမုန်းနေကြရဆိုတာဖြစ်တဲ့အချိန်မှာအပြင်းကြီးထွက်တဲ့အခါမှာ ပြန်มาကြတော့ဟာစိမ့်လက်အီဂရီရဲ့ချစ်စရာလေးတော့ချစ်စရာလေးတော့ဟဲ့အဲ့လိုဖြစ်တဲ့ချိန်မှာမနည်းပြန်ပျော်သွားပါတော့။အော်ပြန်มาအဲ့လိုမဟုတ်ပါဘူးပေါ့။ online မှာကြာတော့လည်းမဒီလိုပါပဲသူတို့မုံရင်ကောက်ရေးလိုက်တဲ့ပုံစံမျိုးပေါ့နော်။အဲ့ဆိုကောက်ကိုအဲ့ချိန်ကြာမှာနည်းနည်းလေးပြန်ပြီးတော့စိတ်ချမ်းသာပါ။ဖြစ်ဘူးမှကျွန်တော်ကလေဟိုဗါလေခုနှစ်နိုင်ဒီမှာကဒီမှာဒီလိုကနန် plus မှာပြောကောင်းလားမသိဘူး။သူတို့ကခုနှစ်နိုင်45လောက်ဆိုရင် TikTok မှာတင်ကြပြီလေပြန်ပြီး ပြန်ပြီးတင်ကြတဲ့ခါမှာကျတော့ဟိုဟိုသူတို့ကလိုက်တော့ဖြတ်ပါနောက်နေ့မှာဒါပေမဲ့အဲ့ချိန်မှာဆိုဟာအရန်ရေးကြပြီလေဟာအဲ့ချိန်ဆိုအကုန်လုံးစောက်ပြီးတော့ဘာကြီးကျွန်တော်လည်းအဲ့ချိန်ကိုစောက်ပြီးကျွန်တော်အကုန်လုံးကိုယ်ဆဲမနေတီဒါပေမဲ့အကုန်လိုက်ဖက်လိုက်ဖက်လိုက်ဖက်နေတယ်ကြာအဲ့လိုမျိုးဟိုအရန်ဖတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်လည်းသူများတဲ့ဟိုပို့ပြီးတော့လေစိတ်ထဲမှာလေပို့ဝင်သွားတာပေါ့ဆိုတော့ ဟိုမတုံးကျင်တာမျိုးကျွန်တော်ပို့တော့ပို့တော့ပြီးတော့ live ဖတ်တယ် live ရှာရဲဘယ်သူတွေပါရေးလဲဘယ်သူတွေဟမ်ဘယ်လိုတွေ blame နေလဲကျွန်တော်အဲ့လို live ရှာပေါ့ဟုတ်အားရချိန်နှမှုကတော်တော်ရှိပါတယ်တော်တော်ရှိပါတယ်ဆိုတော့ကျွန်တော်လည်းအဲ့ဒီချိန်နှုန်းကပေါ့နော်ဒီ driver တွေပြောတလောက်ပြောတဲ့အတိုင်းကိုကျွန်တော်တက်တိနားလဲတလောက်ကျွန်တော်စွမ်းကုန်တော့စူးစမ်းခဲ့ရဲအဲ့ တိုင်းကိုပဲဟိုအမုန်းခံရမယ့် character ပီတာဆိုတော့ကျွန်တော်အများကြီးအမုန်းခံခဲ့ရပါတယ်ဆိုတော့ဟိုအဓိကတော့မှဟိုကျွန်တော်တို့အမှုပညာဒီလှုပ်ဖို့ကိုင်ဖက်ချင်းချင်းဆိုလဲကျွန်တော်အရင်ချီကျူကြချီကျူကြဆိုတော့သူတို့အနေနဲ့ကြတော့ဟို character လိုမြင်ပေးကြတဲ့လူတွေကိုသူတို့လည်း feeling ညာရိုင်းဆဲခံရလို့သူတို့ကချင်းချင်းနားလည်မှုရှိရပါတယ်ဆိုတော့ဟိုအရင်စူးစမ်းထားမှန်းသူတို့အရင် appreciate ဖြစ်ကြရပါတော့ဆိုတော့ကျွန်တော်တို့တော့ဟိုလိုအချို့ပြည်သက်တွေမုန်းတာထက်ကိုအများကြီး plus stress ရခဲ့တဲ့ကာလီပါဟုတ်ပြီးတော့အဲ့ character ကျွန်တော်နဲ့လုံးဝဆန့်ကျင်ပဲဆိုတော့တကယ်ပြီးတော့ကျွန်တော်အပြင်မှာဘယ်သူမှလည်းမမုံမောရမှလည်းပြင်းတယ်ပြီးရင်မေးတယ်မေးွားလည်းများတယ်ဆိုတော့အပြင်မှာတကယ်ဟိုမလောင်ကျွန်တော် ဟိုလေမှန်းတမ်းပြောရရင်တော့လေကျွန်တော်ကိုဟို villain character လုပ်ပေမဲ့လေအော်ကောင်မလေးကဟိုမုံအောင်တယောက်ဆောင်ကောင်းသားပဲဆိုရယ် comment မျိုးပို့လို့ချင်တာပေါ့နော်ဒီကောင်မဘာဖြစ်တယ်ညာဖြစ်တယ်မြေတာတော့အဲ့လိုမျိုးကြီးတည်မရှိရတော့ဘူးညာအဲ့လိုထက်တော့ဟိုလိုမျိုးလေးကောင်းကောင်းမွန်မွန်ဘက်ကအပြုသဘောဆောင်နေ comment လေးတော့မြင်ချင်တာပေါ့နော်ဒါမဲ့လေဒါ ဲ့လိုပြောတော့စိတ်တော်လည်းမကောင်းပါဘူးချိုးကြရလဲရုပ်ရည်ဟိုအရုပ်ဆိုးလိုက်တာပေါ့အဲ့လိုမျိုးလည်းပြောကြရလေစိတ်ကတော့မကောင်းပါမဲ့ဒီလိုပဲဖြစ်သိမ့်ရပါပေါ့ရုပ်ကအတန်ရောအဆုံးမှာပဲပိန်နာရောကြွမရရောဆုံးမှာပဲအားမရဆိုတာအဲ့လိုအချိုးစင်းလေးတွေဆိုလို့ရှင်ခုနမှမြန်မာပြောလို့ပေါ့ချီရဟာလေးရိုက်ပြီးရင်တော့နည်းနည်းဘာရီများထပ်ဖြစ်နိုင်သေးလဲပေါ့နော်အခုကျတော့အဲ့လိုမျိုး ခုလည်းအဆင်ပြေပါတယ်အဲကျွန်တော်အခုဒီခင်မင်တဲ့လူတွေကတော့ပြောကြရပါတော့လောလောဆယ်တော့ခဏနားလိုက်အောင်နေကအခုတော်တော်ကြီးစိုးပါပြီအခဏလေးနားပြီးတော့မှဟို ဟိုတကြကြရင်ညို့ဒီနေရာပဲမြင်သွားမယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ပေါ့အခုလောအခုလောလောဆယ်နောက်ရိုက်ဖို့ရှိရဲ့ဟာကြကျွန်တော်နည်းနည်းအခန်းဘက်ကပြန်ဖြစ်သွားပေါ့နော်တနာဆရာလေးတခုတော့အခုရိုက်ဖို့ရှိရဲ့အဲ့ဒါပြီးရင်တော့ပြန်ပုတ်ချင်တယ်ပုတ်မှာနည်းနည်းမှဂျားထဲမှာချားရပေါ့နော်ကျွန်တော်ကြအဲ့လိုအပုတ်လောက်ရတာပြောအဲ့လိုမျိုးပုတ်နေရမန်နေဖီနေရတာကျွန်တော်နည်းနည်းဟိုကြိုက်တယ်လေဆိုတော့ခဏနားပြီးတော့ပြန်ပုတ်မှာပါဟိုကားတိုင်းမှာလေအဲ့လိုကိုကလိုက်ချက် ကိုဘူးမဖတ်မလို့ပြရမလားအခုဆိုလဲစိတ်နဲ့အခုဆိုအဲ့လိုပဲကိုကသာတည်မှာထွန်းချက်ထွန်းချက် ဟိုသူကကြတော့ကိုယ်စိတ်แท้မရှိဘူးလေဆိုတော့အကားတိုင်းကဟိုကိုယ်ဟိုကိုရီးယားကားရဲ့လို့လင်မင်းသားရဲ့အများကြီးဝိုင်းချိုက်တယ်ဆိုတော့နေသမီးလေးတပါးလို့မျိုးပေါ့နော်ရုပ်ရည်နဲ့တော့မဆိုင်တော့မဆိုင်ပါဒါပေမဲ့အဲ့လိုလေးမျိုးပေါ့နော်ရိုက်ကြည့်ချင်တာပေါ့ငငယ်တွေကကိုရီးယားကားကြီးကြည်လာတယ်လို့ဆိုတော့လေဒါပေမဲ့ပေးလာတဲ့ character လို့ကိုကပဲတစ်ဖက်သက်လို့မျိုးဖြစ်နေအဲ့ character ကအမှန်တော့တော်တော်တော့ဟိုအစားဆုံးကြည့်ရလူဆိုတော့ပိုပိုတိမှာပေါ့နော်တော်တော်ကြီးဟိုလို့ပူလောင်ပြီးတော့တော်တော်ပြင်းနေပေါ့ပြောရမယ်ဆိုဟို ဒီဟာကိုစဖတ်တဲ့ကတော်တော်ပြောခဲ့ရမယ်ဆိုတာလို့သိပေမဲ့လေဟိုလောက်ကြည့်ခဲ့ရပါတော့เนาะဆိုတော့ခုနပြောလို့ပြိတ္တအချိုးကြတော့လေအစွန်ရောက်စွာနဲ့မုံနေဒါမဲ့အချိုးပြိတ္တကြတော့လေဟိုလုံနိုင်နေဟိုမုံစရာရန်ကောင်းတာပဲရုပ်ဟိုကျွန်တော်ကြအရင်တော့ဟို stream နဲ့ live တွေလုပ်တဲ့ဆိုကျွန်တော်ပုတ်ကြရပြောပြောဟီးဟာလုပ်တဲ့ဟာတွေမြင်ဘူးသားလူကြတော့သူတို့အတွက်လုံးဝ different ဖြစ်သွားတော့အော်ဟိုလုံနိုင်နေပေါ့နော်ဆိုတော့ ညဟိုဗောဘယ်လိုပြောရမလဲကျွန်တော်တို့ကိုဒါမျိုးကိုလည်းကျွန်တော်စူးစမ်းနိုင်ပါတယ်ဆိုတာမျိုးတော့တသက်ပြလိုက်တဲ့ပုံစံမျိုးတော့ဖြစ်တာဗောနော်လူပညာလောကလူတွေလည်းချီးကျူးကြပါတယ်တွေးတိုင်းဟာသူတို့ကြည့်ရရန်ကောင်းနဲ့တော်ရယ်နော်ဘာညာအဲ့လိုမျိုးပြောကြပါတယ်ကျွန်တော်ပါရိုက်มาပါပဲအပြင်မှာဆိုလို့ရှင်တတ်တက်ကြီးဟိုအချို့ဟာကြားလဲလေဟိုတတ်တက်ကြီးကိုဖြစ်နေရပါတော့ဟိုဒါမဲ့လည်း ဒါကြတော့ပြိတက်ကြီးတက်ဒီလိုအလောင်မျိုးကြိုက်ကြရတယ်လေအဲ့လိုဆိုတော့လေကျွန်တော်တို့မှကြာတခါခါမလောင်တော့မှနည်းနည်းပိုလောင်ပေးရမျိုးရှိရပါတော့ဆိုတော့အပြင်မှာဆိုရင်ဒီကောင်မောက်ကျွန်တော်မုံမိမှာပါပဲအဲဒီဇက်လန်လေးကကျွန်တော်တို့ဒီ Canon Plus TV မှာတော့ကျွန်တော်အပိုင်း30လုံးပြပြီးပေါ့နော်ဒါပေမဲ့အခုမှဒီစိမ့်လေး grade ကြောင်းကြားလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ရှုံးမဲ့နိုင်အောင်ကြည့်ကြလို့ပဲဖြစ်ဖြစ်ဟိုပြန်မြှောက်ကြည့်မယ်ဆိုလို့ရှင် Canon Plus ရဲ့ mobile application မှာအစအဆုံးပြန်မြှောက်ကြည့်လို့ရနိုင်ပါပြီဆိုတော့အပေးကြပါအောင်ဒီကားလေးကဟို review review တွေအများကြီးရထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလွှင့်တဲ့ချိန်မှာလည်းပြည်သက်တွေအများကြီးစိတ်ဝင်စားခြင်းကိုခံခဲ့ရတဲ့အတွက်ကြောင့်ဟိုကြည့်တဲ့နယ်ကားလေးတခါမှပါပါရဲ့ဆိုတော့အခု mobile application ကနေပြန်ပြီးတော့အပေးဖို့လည်းဖိတ်ခေါ်ပါရခင်ဗျဟုတ်